ကိုကနားမှာတကယ်နေချင်တဲ့သူကခက်ခဲပင်ပန်းရရင်တောင်ကိုနားမှာနေဖို့နေလိုက်ရှာလိမ့်မယ်နေလို့မရခဲ့ရင်တောင်မြထုခေါ်ပြောဆိုတဲ့အငီးရဝင်းတွေမှာရှိနေလိမ့်မယ်ကိုစီကိုတကယ်လာချင်တဲ့သူကလည်းမလွယ်ကူမှုတွေအသားစီးတွေရှိတဲ့အတိုင်းကိုစီကိုလာဖို့နေလိုက်ရှာလိမ့်မယ် အချစ်မှာအကြောင်းပြချက်တွေမရှိဘူးမင်းအတွက်မင်းနဲ့အတူဆိုတာတွေပဲရှိတယ်အချစ်တွေကယူရှင်ပါတယ်စစ်မှန်ယူဖို့ကိုချစ်ချင်မြတ်တာအကြောင်းပေါ်ပြဖို့ကျွန်တော်တို့စကလုံးတွေမှမလို့တာနှွေးချွေးတဲ့အပြုမှုတွေဂရုစိုက်တဲ့မှုတွေအပြုမှုတွေကနေတစင်ပြောပြလို့လည်းရတာပဲ ရှစ်တယ်လို့ကိုကခဏခဏမပြောတတ်ဘူးဒါပေမဲ့ကိုမြတ်ဝန်းတွေကိုကြည်တန်းမင်းချစ်ချင်းမေတ္တာတွေကိုခံစားလို့ရမှာပါချစ်ချင်းမေတ္တာတွေကိုအစကပြန်စခြင်းတဲ့အဲ့အတွက်ကျွန်တော်ခင်ဗျားကိုလိုတယ်မဟုတ်ဘူးခင်ဗျားကိုတွေ့လိုက်ရတဲ့အချိန်ကမှကျွန်တော်အချစ်ကိုပြန်ရှာခြင်းတော်တာချစ်တယ် တနည်းအားဖြင့်ချစ်ပါမယ်ပေါ့ကိုမင်းကိုချစ်ချင်တဲ့ဒီစကားဟာမလီးနဲ့လောက်ဘူးလို့ညာထင်မလားတဆုံတယောက်ကိုချစ်မိသွားမှာဒါမှမဟုတ်တဆုံတယောက်ကိုလိုအပ်မိသွားမှာအရန်ကြောက်တတ်တဲ့သူပါကိုမင်းကိုရှာတွေ့ခဲ့တယ်တဆုံတယောက်ရဲ့အပြုံးတွေကခုခုပါ60စီတယ်ဆိုတာ ကယ်ယုံကြည်ခဲ့ရပါတယ်။ကိုချစ်တော်လေးကမီးတယ်။ဘယ်အရာတွေကိုသဘောကျလဲတဲ့။ကိုမင်းကိုကြည်နေရတာကိုသဘောကျတယ်။ဒီမျက်ဝန်းတွေဒီစကားတန်တွေဟာကိုကိုအချစ်ချောင်းနောက်တကထိခိုက်နာခြင်းစီမှာမဟုတ်ဘူးလို့ခံစားလိုက်ရတယ်။ပေါ့ပေါ့ရှာရှာရဲ့မင်းကိုရှာတွေ့ဖို့ ရှိကလူတွေကိုလက်လွတ်ခဲ့ရတာလားလို့ကိုတွေးမိသေးတယ်။အကောင်းဆုံးဆိုတဲ့အရာတွေကိုရဖို့အတင်တော်ဆုံးဆိုတဲ့အခြေအနေတစ်ခုလိုအစမြဲမဟုတ်လား။ကိုဟာတိတ်ကောင်းတဲ့သူတယောက်မဟုတ်ခဲ့ပြီနဲ့။မင်းအပေါ်မှာတော့တနိုင်တဲ့လောက်ကောင်းအောင်ကြိုးစားပါမယ်။ကိုကိုပဲအမွန်းတွေတင်မနေပါနဲ့အခြေအနေ။ ကိုယ်တို့ကအပြင်အမှန်ရှာတွေ့ခဲ့ကြတာပါလို့ညံ့နေစည်းစားတွေကြည်ချင်းကိုယ့်လက်ကိုယ်ကင်ကာတို့ကပြောသေးတယ်ချစ်ရမှာကြောက်ဖူးတယ်ချစ်တော့မင်းဖြစ်နေလို့ကိုထပ်ပြစ်ကြိုးစားခဲ့တာပါအပြင်လန်ပေးဖို့အပြင်လန်ရခဲ့ကြတာတင်တယ်လူတွေအများကြီးနဲ့ကြုံတွေ့ဖူးတယ်နာကျင်ဖူးတယ်သင်ခန်းစာတွေရဖူးတယ် right stamp ဆိုတာတကယ်လိုအပ်ချက်တာပဲမင်းကိုတွေ့တဲ့အချိန်မှာကိုဟာတိတ်ပြည့်စုံနေခဲ့သူတယောက်မဟုတ်တလို့မင်းကလည်းအမြင့်ဆုံးကျဲတပွဲမဟုတ်ခဲ့ပါဘူးအပြင်းလန်ထွေးခဲ့လို့နှစ်ဖက်လုံးနှွေးခဲ့ကြတဲ့တင်တယ်ဂယုဆိုင်နော်မင်းအနာမှာကိုမရှိတဲ့တစ်စက္ကန့်တိုင်းစီကိုအချစ်ဆိုတာဒါပါလား နှွေးထွေးလိုက်တာလို့ခံယူလိုက်တဲ့အထိမင်းတန်ရာတွေကိုဂရုတဆိုင်စီးထည့်ဖို့ကို့မှာတာဝန်ရှိတယ်မဟုတ်လားချစ်တယ်နော်အသက်တွေကွာတာလဲညှို့ယူမယ်ပဝန်းကျင်တွေကွာတဲ့အခါလဲညှို့ယူမယ်စာတွေ့တဲ့နေ့ကနေအခုအချိန်ထိမင်းကကို့အပေါ်အလျှော့ပေးခဲ့တယ်လို့ အခုချိန်ကနေလစ်ထက်ရမယ်နှိတွေအတိကိုကပြန်အလျှော့ပေးမယ်နောက်ပိုင်းတော့မင်းအလျှော့ပြီးပေါ့တတက်လုံးချွဲချင်နှိတဲ့အရင်ကလာကြောက်စီတာပဲဖြစ်ဖြစ်ကြောက်အောင်ထားတာပဲဖြစ်ဖြစ်ကို့အနာကိုရောက်လာပေးတာကြည်စုပါမင်းနဲ့တော့မခွဲချင်ဘူးနော်မင်းအတွက်ရေးတဲ့အစာတွေကိုကိုအဆုံးမတတ်သေးဘူး ခံစားချက်တွေမှအဆုံးမသတ်သေးတာတဘောအလုံးစာအတွက်ကုလူကြီးရဲ့အချစ်နွန်ထဲမှာပြောင်းဝနေခြင်းတာ